မင်္ဂလာပါခူမီမီဒီယာကနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခူမီမီဒီယာကနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေတဲကကောင်းတော့ရရာ သတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ယခုအစီအစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့ထန်ဒလန်မင်းတက်နဲ့ကံပတ်လက်မြို့နယ်တို့တွင်စစ်ရှောင်ပြည်သူများကို NCCD ကစားနေရိတ်ခါကူညီထောက်ပံ့မကွီအိမ်နူးတွင်အမျိုးသားတအူးကို CDF မင်းတက်ဖမ်းဆီး အိန္ဒိယနယ်စပ်တနေရာရှိစစ်ရှောင်များကို BRCK နဲ့ NUG လူသားစာနာကကူညီထောက်ပံ့ ULAAA မှပြည်မထွက်အလုံးလုံးမဲ့ချင်းလူငယ်တွေနဲ့ပညာသင်ကြားရန်တွားရောက်ကြတဲ့အသက်မပြည့်သေးတဲ့ချင်းကျောင်းသားကျောင်းသူတွေကိုဖမ်းဆီးထိန်းသိမ်းတာနဲ့ပတ်သက်လို့ချင်းနိုင်ငံရေးဥဆောင်ကော်မတီရခိုင်ပြည်နယ်ကသဘောထားထုတ်ပြန် CDF မတူပြီးတပ်မဟာတင်းနဲ့တပ်မဟာနှစ်နှစ်ဦးနှစ်ဖက်ဆွေးနွေးသဘောတူမှုများရရှိအိန္ဒိယနိုင်ငံနယူးဒေလီမှာတရားမဝင်နေထိုင်သူတွေကိုဘေးကင်းစွာနေထိုင်ဖို့ အိန္ဒိယဖော်မြန်မာကအတည်ပြုစောမျိုးနယ်ရှိစလင်းချောင်းရေကြီးရေရှမ်းမှုကြောင့်ကုန်တီများနှင့်ခီးတီများပိတ်မိနေခူမီမီဒီယာကနေသတင်းထုတ်လွှင့်နေပါတယ်တပတ်အတွင်းသတင်းစုစည်းချက်တွေကိုမကြခင်နားဆင်ရမှာဖြစ်ပါတယ်ချင်းပြည်ထန်တလန်မင်းတပ်နဲ့ကံပက်လက်မျိုးနယ်တွေက ကျေးရွာကိုရွာမှာရောက်ရှိနေတဲ့စစ်ဆောင်ပြည်သူတွေကိုချင်းလူတို့ဖွံ့ဖြိုးရေးကွန်ရက် NCCD ကမေလ20ရက်နေ့ကနေ26ရက်နေ့အထိစားနပ်ရိက္ခာကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရပါဗျ။ချင်းပြည်နယ်မင်းတပ်မြို့နယ်ဒေသ၄တိုင်းဒေသမကွီအိမ်နုမြို့မှာနေထိုင်တဲ့အမျိုးသားတအူးကို CDF မင်းတပ်ကမေလ23ရက်နေ့ကဖမ်းဆီးထားကြောင်းဒေသခံတအူးထံကသိရပါဗျ။မကွီအိမ်နုမြို့ကဦးဟုံးနှိုင်းရွှေအသက်29နှစ်ကိုဖမ်းဆီးခြင်းမခံရမီ3ရက်လိုမှာ ကိုရီးယားနိုင်ငံမှာနေထိုင်တဲ့လေရှိရွာသားချမ်းသဲဆိုသူက Facebook page ကနေ live လွှင့်ပြီးတိုင်နှံပြောကြားမှုပြုလုပ်ခဲ့ပြီးနောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးဘာကြောင့်ဖမ်းဆီးရဲဆိုတဲ့အကြောင်းပြချက်ကိုမသိရသေးကြောင်းနှီးဆက်သူတွေပြောကြားချက်အရာသိရပါဗါအိန္ဒိယနယ်စပ်တနေရာမှာစစ်ပေးရှောင်တဲ့ပညာရေး CDN ဝန်ထမ်းတဦးပါဝင်နှစ်နှစ်အောက်ကလေးသူငယ်နဲ့ကိုဝန်ဆောင်မိခင်တွေကိုဗမာပြည်ဒုက္ခသည်များကော်မတီကဘောချိုင်ဝန်ဒေတာနဲ့ UNG လူသားစာနာဌာနကမေလ25ရက်နေ့က စာနယ်ရိခါထောက်ပံ့ပေးကြောင်းဒေတာရင်းသတင်းရင်းမြင့်မှသိရပါဗျ။ BRCK နဲ့ NUG လူသားစာနာအဖွဲ့ကမိသားစုတစုလျင်9000ကျပ်နှုန်းနဲ့ညီမျှတဲ့ပစ္စည်းရှင်မျိုးစီစားသားတို့ရေကျိုးဆက်ပြားဆက်ပြားမှု9ဒိတ်တာဘူးဘဲရစာနဲ့သွားတိုက်ဆေးတွေကိုထောက်ပံ့ပေးခဲ့ကြောင်းသိရပါဗျ။ပြီးမှထွက်အလုံးလုံးမဲ့ချင်းလူငယ်တွေနဲ့ចောင်းတက်ဖို့တွားရောက်ကြတဲ့အသက်မပြည့်သေးတဲ့ချင်းចောင်းသားចောင်းသူတွေကို ULAAA ကဖမ်းဆီးထိန်းသိမ်းတာနဲ့ပတ်သက်လို့မေလ28ရက်နေ့က ချင်းနိုင်ငံရေးဦးဆောင်ကော်မတီရခိုင်ပြည်နယ်ကအချက်၅ချက်ပါတဲ့သဘောထား ထုတ်ပြန်ချက်တစ်ဆောင်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ UAAA ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို2025ခုနှစ်မတ်လ18ရက်နေ့ကစတင်ပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်းထုတ်ပြန်ထားပေမဲ့အများပြည်သူသိအောင်အသေးစိတ်ထုတ်ပြန်ထားတာကိုမတွေ့ရသေးကြောင်းသိရပါတယ်။ CDF တက်မဟာတင်းနဲ့တက်မဟာနှင့်ငင်းချမ်းရေးကော်မတီနဲ့ရက်မီရက်ဖာများ၃ပွင့်ဆိုင်ဆွေးနွေးခဲ့ပြီး ပုံသဘောတူညီချက်၈ချက်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းမေလ28ရက်နေ့ဒေသအတွင်းသတင်းရင်းမျက်စီကသိရပါဗါဒအဆိုပါသဘောတူညီချက်မှာအချင်းချင်းကြားလက်နက်နဲ့ဖြည့်ရှင်းခြင်းမပြုရန်ပြည်သူများလွတ်လပ်စွာသွာလာခွင့်ပြုရန်နန်စီဒီအမ်ပါမိမိနေရာရဲရွာဒေသတို့လွတ်လပ်စွာနေထိုင်ခွင့်ပြုရန်မြေမြုံမိုင်းများပူးပေါင်းရှင်းလင်းရန် NGO များလွတ်လပ်စွာသွာလာခွင့်ပြုရန်ငြိမ်းချမ်းရေးတည်မြဲစေရန်ကော်မတီတရက်ဖွဲ့စည်းရန်လူမျိုးရေးပုဂ္ဂိုလ်ရေးထိပါစေရဲ့အတုံးနှုံးအပြောဆိုရှောင်ရှားရန်နှင့်ကာကွယ်ရေးကိစ္စတွေမှာအချင်းချင်းလေးစားညှိနှိုင်းဆောင်ရွက်ရန် စားတဲ့အချက်တွေပါဝင်ကြောင်းသိရပါဗျ။အိန္ဒိယနိုင်ငံ New Delhi မှာအစိုးရပြောင်းလဲဖြစ်ပြီးနောက်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုမူရင်းနိုင်ငံတို့ပြန်လည်ပို့ဆောင်ရေးစနစ်တကျဆောင်ရွက်လာနေကြောင်းအိန္ဒိယဖော်မြင်မှာကမေလ26ရက်နေ့ကအတိအပေးထုတ်ပြန်ထားပါဗျ။ပါကစ္စတန်နဲ့အိန္ဒိယအကြားပလိပခဖြစ်ပြီးနောက်တရားမဝင်နေထိုင်သူနိုင်ငံသားတွေကိုပုံမတင်းကျက်စွာကင်တွယ်လာပြီးယိုဟင်ဂျာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုပြန်လည်ပို့ဆောင်ခံရမှုများစတင်ကြုံနေရပြီဖြစ်ကြောင်းသိရပါဗျ။ အိန္ဒိယရှိ UNHCR ရုံးကဒုက္ခသည်တွေရဲ့အချက်လက်တွေကိုအိန္ဒိယအစိုးရထံမှလွှဲပြောင်းပေးထားတဲ့အတွက်အိန္ဒိယအစိုးရအနေနဲ့အချက်လက်တွေရရှိထားပြီးဖြစ်တာကြောင့်အိန္ဒိယအစိုးရကပြတ်မှတ်ထားခံရနိုင်ခြေရှိသူလို့ကိုကိုကိုတန်တရားရှိသူတွေအနေနဲ့ UNHCR ရုံးမှစည်ရင်သွင်းခဲ့တဲ့လိပ်စာမှာစက်မနေတော့ပဲဘေးကင်းယုံကြည်ရတဲ့နေရာမှာယာယီခိုလုံနေထိုင်ဖို့လဲအိန္ဒိယဖော်မြန်မာကအကြံပြုထားပါဗျ။မကွေးတိုင်းစောမျိုးတို့ကုန်ပစ္စည်းသွားဝယ်တဲ့ပလောဝမျိုးနယ်က ဂုံဒီတရားခန့်ပါဝင်ခီးဒီများမှာစလင်းချောင်းရေကြီးရေရှမ်းမှုကြောင့်ပြန်လာရေမရဖြစ်နေကြောင်းမေလ30ရက်နေ့ကသိရပါဗျ။စောမျိုးတို့ပြီးခဲ့တဲ့မေလ26ရက်နေ့ကတည်းကဂုံဒီတရားခန့်ဂုံပစ္စည်းများဝယ်ယူရန်ရောက်ရှိနေတာဖြစ်ပြီးမိုးသေးထန်စွာရွာသွန်းမှုကြောင့်စလင်းချောင်းရေကြီးနေတဲ့အတွက်ယနေ့မေလ30ရက်နေ့အထိဘလဝမြို့နယ်တို့ပြန်လာရေမရဖြစ်နေကြောင်းဂုံဒီရီစီကသိရပါဗျ။ခုမီမီဒီယာဟာဒေတာတွင်းသတင်းတွေကိုတင်ဆက်ပေးနေတဲ့ပလောက်ဝဒေတာရင်းသတင်းမီဒီယာတစ်ခုဖြစ်ပါတယ်။ ကြီးစုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ရှင်လန်းချမ်းမြေ့ကြပါစေ။